thank you င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမမြမစာနာမှုအကြက်အတင်းရင်အင်ဒိုနီးရှားနဲ့ထိုင်းဆွေးနွေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်အင်ဒိုနီးရှားသမ္မတပရာဘိုဝိုစူဗီယန်တိုနဲ့ထိုင်းဝန်ကြီးချုပ်ဖီထမ်တန်ရှင်နာဝတ်ထရာတို့ကစစ်အာဏာသိမ်းမှုနောက်ပိုင်းမြမစစ်တပ်နဲ့လက်နက်ကိုင်ဖွဲ့ရင်းချပြည်ရင်းစစ်တွေကြောင့်ဖြစ်ပွားခဲ့တဲ့လူသားချင်းစာနာမှုအကြက်အတင်းကိုဆွေးနွေးခဲ့ကြပါတယ်မြမနိုင်ငံမှာငြိမ်းချမ်းရေးမြင့်တင်ရည်တည်ချက်ကိုပရာဘိုဝိုကပီထမ်တန်နဲ့ပူးရဲထုတ်ပြန်ချက်တစ်ခုမှာဖော်ပြခဲ့တာပါမြမ အရင်ငြိမ်းချမ်းသောအပြေရှာဖို့နဲ့အဖွဲ့အစည်းအားလုံးကြားတွဲဆောင်ဆွေးနွေးမှုအဆင်ပြေချောမွေ့စေရင်မှထိုင်းနိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍအထူးသဖြင့်အိန္ဒိချင်းတိုင်းပြည်တွေပါဝင်မှုကိုအင်ဒိုနီးရှားနိုင်ငံကအတိမတ်ပြုတယ်လို့ပရာပိုဝိုကတနင်္လာနေ့မှာဗန်ကောက်မြို့ရှိအစိုးရအိမ်တော်မှာပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအောင်မြင်မှုရရှိစေမယ့်အားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုပြုလုပ်ရင်းအင်ဒိုနီးရှားနိုင်ငံကထောက်ခံတယ်လို့သူကဆက်ပြောပါတယ်။ပုံသဘောတူညီချက်ရှာဖွေရင်းနဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးဖြစ်ပေါ်လာရေးမှာမလေးရှား ားနိုင်ငံရဲ့အာဆီယံဥက္ကဋ္ဌအဖြစ်ခေါင်းဆောင်မှုကို ထိုင်းနိုင်ငံကအားပေးထောက်ခံတယ်လို့ဖေတောင်တန်ကပြောပါတယ်။ ကျမတို့မြန်မာနိုင်ငံရေးမှာတူညီတဲ့စိတ်ဝင်စားမှုမျှဝေပါတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးပြန်လည်ရရှိဖို့နဲ့စစ်ပွဲရပ်တန့်ရေးဒီနှစ်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံနဲ့ကျမတို့လက်တွဲဆောင်ရွက်ပါမယ်လို့သူကဆိုပါတယ်မလေးရှားနိုင်ငံဟာ46ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုမေလ26ရက်နဲ့29ရက်နေ့မှာကွာလာလံပူမြို့တော်မှာကျင်းပသွားမှာဖြစ်ပြီးအာဆီယံနိုင်ငံတွေတက်ရောက်မယ်လို့သိရပါတယ်နောက်ထပ်တစ်ပုဒ်အနေနဲ့တောင်တာမဆေအုပ်စုဒေါက်တိုင်ဖြူချတဲ့စစ်စင်ရေးပြင်နန်းစီရီယံဝန်ထမ်းတွေကိုဖမ်းဆီးပြီးဆေအုပ်စုကိုအထောက်အကူပေးနေတဲ့နန်း စီဒီယံဝန်ထမ်းတွေကိုစီမံချက်နဲ့ဆက်လက်ဖမ်းဆီးရေးယူသွားမယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်တောင်သားမြို့မှာစေအုပ်စုရန်နေရထောက်တိုင်ကိုဖြိုချတဲ့စစ်စင်ရေးဖြင့်နန်းစီဒီယံဝန်ထမ်းအနေနဲ့မိသားစုဝင်တွေကိုဖမ်းဆီးထိန်သိမ်းခဲ့တယ်လို့တောင်သားနေမြေကန်ဒေသတော်လိုင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ မေလ19ရက်နေ့မနေ့ကမနက်ပိုင်းမှာတောင်တာမြို့ပေါ်မြင်းကြံတောင်တာကြောက်ပောင်းကားလန်ပြီးရှိဝန်တန်းအင်အားကိုတော်လိုင်းဖူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းပြီးနန်းစီဒီယံဝန်တန်းတွေနဲ့မိသားစုဝင်အချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။စေအုပ်စုထောက်တိုင်ရန်နီးယားဖြတ်သိမ်းရေးစီမံချက်အနေနဲ့စစ်စင်ရေးလုပ်တဲ့အခါမှာဝန်တန်းအင်အားမှာရှိနေတဲ့အမျိုးသမီးတွေ၊ဗိုက်ကြီးတဲ့တွေနဲ့ကလေးတွေအကုန်ဖမ်းမိခဲ့တယ်။အဲ့လိုဖမ်းမိတဲ့အချိန်မှာအမျိုးသမီးတွေ၊ဗိုက်ကြီးတဲ့တွေနဲ့ကလေးတွေကိုဖမ်းဆီးမခေါ်တော့ဘဲနဲ့နန်းစီဒီယံဝန်တန်းတွေနဲ့သူတို့နဲ့ပတ်သက်ဖိနှိပ်တဲ့သူတွေကိုလည်းဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါ။ အဲ့ဒီမှာနန်းစီဒီယန်ဝန်ထမ်းက6ယောက်ပါတယ်နန်းစီဒီယန်နဲ့တားချင်းဆွေမျိုးတော်ဆက်တဲ့သူက9ယောက်ပါပါတယ်လို့တောင်တာနေမြေကတော်လိုင်းဤတရင်ရင်မြေကပြောပါတယ်တော်လိုင်းဤတပ်ဖွဲ့တွေဖန်ဆင်းခေါ်ဆောင်လာတဲ့နန်းစီဒီယန်6ယောက်ကိုတော့အထက်ကညွန်ကြားချက်အတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးနန်းစီဒီယန်မဟုတ်တဲ့မိသားစုဝင်9ယောက်ကိုတော့မကြခင်မှာပြန်လွတ်ပေးသွားဖို့အစီအစဉ်နေတယ်လို့သူကဆက်ပြောပါတယ်ဒါပြင်ဖန်စီထိမ့်သိမ်းထားသူတွေရဲ့နေထိုင်စားတောက်ရေးကျန်းမာရေးပါဝင်အားလုံးအဆင်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားပြီးမိသားစုနဲ့ဖုန်းဆက်သွယ်ပြောဆိုခွင့်ပေးထား ထားတယ်လို့ဆိုပါရယ်တောင်သာမြို့ပါဝင်မြို့နယ်အတွင်းမှာရှိတဲ့နန်းစီဗီယံဝန်တန်းတွေကိုတွေ့တဲ့နေရာမှာဆက်လက်ဖမ်းဆီးအရေးယူတာတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းတွန်တိုင်းသတင်းအရင်းမြစ်တွေကဆက်ပြောပါရယ်စာကစာကိုထောက်ပံ့ပေးနေတဲ့တောင်တိုင်းတွေဖြစ်တဲ့နန်းစီဗီယံဝန်တန်းတွေကိုတော့တွေ့ရင်တွေ့သလိုကြုံရင်ကြုံသလိုဖမ်းဆီးရေးတွေကတော့ဆက်လုံနေမှာပဲတယောက်ချင်းစီကြုံရင်လည်းဖမ်းမှာပဲကျွန်တော်တို့စိုးမှုနယ်မြေတွေကျင်းပြန့်လာတာနဲ့အများစာကစာရဲ့ရန်တရားမှန်သမျှကိုဖျက်ဆီးပြရမှာကျွန်တော်တို့ရဲ့တာဝန်ပေါ့အဲ့ဒီနန်းစီဗီယံဝန်တန်းတွေဖမ်းဆီးတာကိုစီမံချက်နဲ့ကိုလောက်သွားမှာစ ာကစာရင်အုပ်ချုပ်ရေးစီးပွားရေးစတဲ့ရန်တရားတွေမှန်တရားဖြိုဖျက်သွားမှာပါလို့သူကဆိုပါတယ်။ စင်ယုစုဝါရဖြန့်လူမှုကွန်ရက်တွေမှာတော့တောင်တာမျိုးဘူတာကွန်ရက်ကွက်ရှိဌာနဆိုင်ရာဝန်ထမ်းအင်ယာမှနေထိုင်တဲ့ကုံသွင်းလင်ယာဝန်ထမ်းများဖုန်းဆိုင်ကင်များကိုအစက်ဖက်ဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရတဲ့အကြောင်းဖြန့်ချီရေးသားထားပါတယ်။မြင်းချံခရိုင်အစဉ်စစ်စင်ရေးဖြင့်တောင်တာမျိုးနယ်ကစင်ယုစုစခန်းတွေနဲ့ပြူစောတီစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမေလ15ရက်ကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေပြီးစင်ယုစုဘက်ကလည်းလေကြောင်းကနေနေစဉ်ပုံကျပြစ်ခတ်နေတယ်လို့တိုက်ပွဲမဖြစ်ပွားတဲ့ကျင်းရွာတွေကိုပါလေကြောင်းကနေပုံကျနေတာဖြစ်တယ်လို့တောင်တာ င်းမြေကန်သတင်းရင်းမြစ်တွေကပြောပါရယ်မြင်းချန်ခရိုင်အစဉ်စစ်စင်ရေးဖြင့်မေလ15ရက်ကတောင်သားမြင်းချန်နထိုးကြီးငတ်စွန်းစရဲမြို့နယ်တွေကဆင်အုပ်စုနဲ့ဖြူစောတိစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိနထိုးကြီးနယ်ဝက်လူရဲစခန်းမှာ6ရက်မြောက်ပြည်တိုက်ပွဲတွေပြင်းထန်နေသလိုအထိနာတဲ့ဆင်အုပ်စုကလေကြောင်းကနေနေ့စဉ်ပုံကျဖြစ်ခတ်နေရလို့ဒေသခံတွေကဆိုပါရယ် နောက်တဲ့တပုတ်အနည်းနဲ့မြိုင်မြို့နယ်ပဟင်းရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြည်သူ9ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်ပဟင်းရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးသေဆုံးခဲ့ကြောင်းမြေပြင်သတင်းအရင်းမြစ်တွေစီကသိရပါရယ်။မေလ20ရက်ညနေ9:00ခန်းမှာစစ်ကောင်စီရဲ့တပ်တော်လေတပ်စခန်းမှာ Jet Fighter တစ်စင်းနဲ့ပဟင်းရွာကိုပုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။ဒီကနေ့ညနေပိုင်းမှာ Jet Fighter နဲ့လာပစ်သွားတာပြည်သူ9ယောက်လောက်သေတယ်။ထိခိုက်ဒဏ်ရာရရှိခဲ့သူလည်းများတယ်။အသေးစိတ်ကိုတော့ကျွန်တော်လည်းမသိရသေးဘူးလို့မြေပြင်သတင်းအရင်းမြစ်တော် ကပြောပါရယ်ပြီးခဲ့တဲ့မေလ12ရက်ကစစ်ကောင်စီကစကိုင်းတိုင်းတပရင်းမြို့နယ်ဦးထိန်တွင်ခြေရွာစတင်ကြောင်းကိုပုံကျဲတက်ခိုက်ခဲ့ရာចောင်းသားចောင်းသူ22ဦးနဲ့ဆရာမ9ဦးသေဆုံးပြီးတရာကန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါရယ်လက်ရှိမြန်မာနိုင်ငံအနှံ့မှာစစ်ရှုံးနေတဲ့စစ်ကောင်စီကစစ်ပွဲနဲ့တက်ဆိုင်ခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းအသုံးပြုပြီးနေ့စဉ်ပုံကျဲတက်ခိုက်မှုတွေပြုလုပ်ခါဆေးရဆွေးမှုများကျူးလွန်လျက်ရှိကြောင်းသိရပါရယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့စည်ရင်ဟန်ချက်ညီလာရဲ့ကရင်စင်မျက်နှာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တကယ်တမ်းဆိုရင်ကရင်အမျိုးအသားစည်ယုံ KNU အခြေပြုရာဒေသတွေကຫນွေဦးဒေါ်လာကြီးစတင်ကလေးကຫນွေဦးတပ်ဖွဲ့များအတွက်အခြေခံကောင်းတွေဖြစ်ခဲ့ကြပါတယ်။မြောက်ပိုင်းရှိကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြေအရှိမြောက်ရှိတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MND လှုပ်ရှားမှုနဲ့မြေအနောက်ဖက်ရှိအရခတ်တပ်တော် AE အခြေပြုရာရခိုင်စစ်မျက်နှာတို့အပြင်တောင်ပိုင်းရှိကရင်ညီအမျိုးသားတိုးတက်ရေးပါတီ KNPP ီကရင်နီလူမျိုးပေါင်းစုံကြည်သူလူမျိုးရေးတပ်ဦးကာလာလာတာအခြေပြုရာကရင်နီစစ်မျက်နှာနဲ့ KNU အခြေပြုရာကရင်စစ်မျက်နှာတို့က PDF နဲ့ຫນွေဦးတပ်ဖွဲ့များလေ့ကျင့်စီယုံစုဖွဲ့လက်နက်တပ်ဆင်ပြီးစစ်ရေးတွေ့ကြုံကောင်များရယူခဲ့တဲ့ဒေသဖြစ်ပါတယ်မြန်မာပြည်တောင်ပိုင်းရှိဘကိုးရန်ကုန်အေရဝတီမော်တနင်္သာရီဒေသတွေမှာຫນွေဦးတော်လိုင်းအင်အားစုများအားကောင်းမောင်းတပ်ဖြစ်လာဖို့အတွက်စရင်ကရင်စစ်မျက်နှာကအခရာကြတဲ့အရေးပါတယ်အရှင်းမြောင်းနဲ့ ကချင်စစ်မျက်နှာတို့ရဲ့2023 2024စီးရင်အောင်မြင်မှုတွေကိုကြည်ပြီးလူလူကြမှာကရင်စစ်မျက်နှာကိုအားမလို့အားမရဖြစ်တည်မှုတွေရှိတော့လဲ KNU နဲ့ကရင်လူတို့ရဲ့ຫນွေဥတော်လိုင်းရေးမှာပါဝင်မှုနဲ့ຫນွေဥအင်အားစုတွေကိုထောက်ခံမှုကနိုင်ငံရေးအရမြန်မာຫນွေဥတော်လိုင်းအတွက်အရေးပါတဲ့အချက်ဖြစ်တာကို၎င်းစီးရင်အရမြန်မာပြည်တောင်ပိုင်းစစ်မျက်နှာအတွက်အရေးပါတဲ့ဆိုခြင်းကို၎င်းပြီးခဲ့တဲ့လနှစ်အတွင်း KNU ကစစ်ကောင်စီနဲ့ပတ်သက်ပြီးတွေ့ဝေရင်းရမှုမရှိတာကိုလည်းကောင်းစွာအတိမတ်ပြုဖို့လိုအပ်ပါတယ်ຫນွေဥအင်အားစုများအတွက်ကရင်အင် ရာစုများကွဲပြားနေတာကိုနားလည်ရင်သာလို့တဲ့ KNU ကိုဘာသာရေးအရာစီးပွားရေးခွင့်လန်းရာစစ်တပ်ကသွေးခွဲထားတာကိုသိကြတော့လေအဲ့ဒီကရင်အင်အားစုများအချင်းချင်းမတိုက်ဖဲပြန်လဲစုစည်းဖို့စူးစမ်းနေတဲ့ဖြစ်စဉ်ကိုစိတ်မရှိကြအောင်အထူးသဖြင့်စစ်တပ်နဲ့ပူးပေါင်းတဲ့ကရင်ဖွဲ့စည်းများနဲ့ပတ်သက်ပြီးမျိုးဦးအင်အားစုအချို့အနေနဲ့စိတ်မရှိနိုင်ကြအောင်အားမလို့အားမရဖြစ်နေကြတာကိုသိရပါတယ် အထူးသဖြင့်မြောက်ရီတိုက်ပွဲမှာတွေ့ရပါတယ်ကရင်တို့ကြားပြန်လဲပေါင်းစည်းဖို့စူးစမ်းနေရဖြစ်စဉ်ကိုနားလည်မှုပေးဖို့အချိန်ပေးဖို့လိုအပ်ပါတယ်ဒါပေမဲ့နှွေဦးတော်လိုင်းရင်မှာကရင်စစ်မျက်နှာမှာ2021ခုနှစ်နှစ်ကုန်၄ကိတ်ကော်တိုက်ပွဲကစပြီးကွင်းဖွင့်ခဲ့တဲ့နှွေဦးအင်အားစုတွေရောက်ရှိခိုးလုံအခြေပြုရာ၄ကိတ်ကိုမှစတင်ခဲ့တဲ့တိုက်ပွဲဖြစ်တဲ့ KNU တပ်ဖွဲ့တွေကစည်ရေးတွေးကြုံရှိကြတော့လဲ PDF နဲ့နှွေဦးတပ်ဖွဲ့တွေကစည်ရေးတွေးကြုံမရှိကြတဲ့အပြင်လေးကျင်သားတော်မပြည့်ဝသေးတဲ့လို့ဆက်လက်နဲ့ခင်ရဲ့စစ်တုံးဆောင်ပစ္စည်းများလည်းပြည့်စုံခြင်းမရှိသေးပါဘူး PDF များမပြည့် ဆောင်သည့်တလုံး KNU တပ်ဖွဲ့နဲ့လည်းတိုက်ပွဲကြီးများအတွက်စစ်လက်နက်ခင်ရဲစုပုံပြင်ဆင်မှုအချိန်လိုအပ်နေသေးတယ်။ဒါပေမဲ့မလွဲမရှောင်သာတိုက်ပွဲများစတင်ခဲ့ပြီဖြစ်သလိုနောက်ပွဲမှာလည်းတဖြည်းဖြည်းအချိန်ကောင်းလာတာကိုတွေ့ရပါတယ်။2021ခုနှစ်နှစ်ကုန်၄ကီကောတိုက်ပွဲကစပြီး2024နှစ်ကုန်ထိ၃နှစ်တာကာလအတွင်းကရင်စစ်မျက်နှာမှာတိုက်ပွဲများမနှဲလောက်ဒီကာလအတွင်းတိုက်ပွဲတွေက KNU တပ်မဟာ၅နဲ့တပ်မဟာ၆တွင်အထိကဖြစ်ပွားခဲ့ပါတယ်။တပ်မဟာ၁နှစ်၃လနေမြေများတွင်တိုက်ပွဲချုပ်ဖြစ်ပွားခဲ့ပြီး KNU ဘ ਹੁ ဌာနချုပ်ရှိရာ တက်မဟာခနစ်နယ်မြေတွင်မှတိုက်ပွဲမရှိသလောက်ဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီသုံးနှစ်တာကာလအတွင်း KNU နယ်မြေတွင် KNU ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ PDF ပူးတွဲစစ်ဗျူဟာများပေါ်ပေါက်လာပြီးမြရီနဲ့ကော့ဂရိတ်ကလန်နဲ့ဖျားသုံးစုချားရှင် KNU တက်မဟာချောင်းနယ်မြေတွင်ဝေါ်လီဗျူဟာအနန်းခွင်းဗျူဟာများမှအပါတန်နဲ့ ကြိုက်တုံတင်ငန်းညီနောက်ဖြူဟာများအပါဝင်စခန်းများအခြေဆိုင်တရင်များကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးမြဝတီမြို့ကိုတော့ချင်းချောင်းနိုင်ခဲ့ပါတယ်။အလာဒူ KNU တပ်မဟာနယ်မြေတွင်ဖာပွန်မြို့နယ်ဖာပွန်အခြေဆိုင်တရင်တပ်ဖွဲ့၃ဖွဲ့ကိုသိမ်းပိုက်ပြီးဖြူဟာရုံးကိုဝိုင်းထားနိုင်ခဲ့ပါတယ်။ KNU တပ်မဟာငါနယ်မြေဖာပွန်နယ်မြေအတွင်ရှိကျန်းစခန်းများထိုင်းမြန်မာနယ်စပ်တလျှောက်တန်လွင်မြေတလျှောက်ရှိစစ်တပ်စခန်းအလုံးကိုသိမ်းပိုက်နိုင်ကြောင်းတွေ့ရပါတယ်။ ။ KNU နဲ့မြေအတွင်းရှိဖမွန်ချေဆိုင်အမတ်ဆက်ကိုခြေလင်းတရင်ဌာနချုပ်ခလာရဆက်ကိုအမတ်434ခြေမြန်းတရင်ဌာနချုပ်ခမာယ434အမတ်640ဆက်လက်နဲ့ပြစည်းတက်ခွင့် စာနာခ642နဲ့သင်္ကန်းညီနောင်အခြေဆိုင်အမှတ်355ချင်းမြတ်တရင်ဌာနချုပ်ခမရ355အမှတ်366ချင်းမြတ်တရင်ဌာနချုပ်ခမရ366အမှတ်369ချင်းမြတ်တရင်ဌာနချုပ်ခမရ369ချင်းလင်းချင်းမြတ်တရင်9ရင်လက်ယုံတက်ဖွဲ့တကူးစစ်တပ်စစ်အင်္ဂါစင်မှပြောက်ွယ်သွားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။